ဝယ်တယ်ပြည်စည်းပြန်တင်တယ်ပြန်ရောင်းတယ်အမြတ်တစ်ခုရသွားပြီပုံမှန်ရောင်းနေကြလူတွေစီကနေသူတို့ပြန်ဝယ်တယ်စည်းပြန်တင်တယ်ပြန်ရောင်းတယ်ပေါ့နော်အော်မြောက်တကုံမှာကဝယ်ရောင်းနေများလာတယ်ဒီဝယ်ရောင်းနေရလဲသူတို့ဝယ်ထားတဲ့အကွက်တွေကိုပြန်ပြီးတော့မှဝယ်လိုက်ရောင်းလိုက်ခြိုင်ထားတဲ့အကွက်တွေကလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဆိုဒီဝယ်ရောင်းနေရဲ့ကစားတဲ့အတွက်ကြောင့်မလို့ဈေးကွက်အပေါ်မှာဘာတွေတက်ရောက်နိုင်လဲအဲ့ဒါလေးတစ်ချက်သုံးသပ်ပေးပါလားအကုန်လုံးမျက်မြင်ပါပဲဟိုဈေးတွေနည်းနည်းလေးတက်လာပေါ့ဈေးတော်တော်လေးတင်းတင်းမို့တော်တော်လေးတက်လာတာပေါ့ အကြောင်းရင်းကြတော့သူတို့ဝယ်တယ်ဝယ်ပြီးွားလို့ရှိရင်ဈေးပြန်တင်တယ်ပြန်ရောင်းတယ်ရောင်းတဲ့ခါကျလို့ရှိရင်လည်းဟိုခုနကသူအမြတ်တစ်ခုရသွားပြီအဲ့ဒါပြီးတော့မှပုံမှန်ကျွန်တော်တို့ပုံမှန်ရောင်းနေကြလူတွေဈေးကနေသူတို့ပြန်ဝယ်တယ်ဈေးပြန်တင်တယ်ပြန်ရောင်းတယ်ပေါ့နော်အဲ့အဲ့ဟာနဲ့လဲပါသလိုမျိုးဟိုနောက်ကျတော့ဟိုတလုံးလုံးဆိုရင်ဘယ်လိုတော့ပြန်ဖြစ်လဲဆိုလို့ရှိရင်ဝယ်ရောင်းတမအချင်းချင်းစီကနေတော့ပြန်ပြီးတော့မှဝယ်ရောင်းပြန်လုပ်ကြတယ်ဆိုတော့ ဝယ်ရောင်ပထမတစ်ယောက်ကဈေးတင်လာပြီးသားကိစ္စတစ်ခုမှာဒုတိယတက်ကပြန်ထွက်ဝယ်အတွက်သူကပါထပ်ပြီးတော့တင်တဲ့အတွက်ဈေးတန်းနေရာမြင့်လာတာပေါ့ဈေးတန်းနေအဲ့လိုမျိုးမြင့်လာတဲ့ဟာကသူတို့အချင်းချင်းပဲဆိုရင်တော့ကိစ္စမရှိပေမဲ့ပဝင်းချင်းမှာလုံးဝဟိုဝယ်ရောင်သမားမဟုတ်ဘူးတကယ်အခုဟိုဒီအင်ချင်မင်းနဲ့အလံဝေးတဲ့သူတွေအဲ invest လုပ်တာအိတ်တဲ့လူတွေဒါမှမဟုတ်လို့ရှင်တယ်ဟိုဟိုမေဖေခေကရေနေတာပိုးပါခေကရေနေလာတဲ့လူတွေအမွေခွဲမဲ့လူတွေအဲ့လိုရောင်းတဲ့လူတွေအတွက်ကြတော့ ူတို့ကဒီဈေးတွေကိုသွားတွေ့ပြီးသွားလို့ချင်းသူတို့ရဲ့အကွက်တွေပါသူတို့ကဈေးလိုက်ပြန်တင်အောင်ဆိုတော့အဲ့ဒီအချိန်မှာဈေးတန်းကအဲ့လိုမျိုးတက်သွားတဲ့အနေအထားမျိုးလေးရှိပါပါပေါ့ဆိုတော့အဲ့ဒီ effect လေးကတော့ရှိပါတယ်ကျန်တဲ့ဟိုကတော့အဲ့လိုမျိုးဟိုဟိုတလောတော့ဆိုလို့ရှိရင်တော့ဘလို့ပြန်ဘလို့ပါဖြစ်သွားလဲဆိုရင်ကျွန်တော်ဒီ service center ကိစ္စတွေမှာပါနည်းနည်းလေးပို့ပြီးတော့မှအာတော်တော်ညှိယူရတဲ့အနေအထားမျိုးလေးဖြစ်သွားပါပေါ့အရန်ဝဲကအရန်မြန်ဆန်လုံတဲ့ခါကျတော့နမဲတွေပါတွေတော့ မပေါက်သေးဘူးစည်ရင်ချပြီးတော့ပြန်ရောင်းတဲ့အနေအထားမျိုးလေးချက်ချင်းစည်ရင်ချချက်ချင်းချပြီးရတယ်ဈေးတင်ပြီးချက်ချင်းပြန်ရောင်းတဲ့အနေအထားမျိုးလေးပေါ့ဆိုတော့အဲ့လိုမျိုးဟာမျိုးကတက်ဆင်းနေဆိုရင်ကိစ္စမရှိပေမဲ့အဲ့လိုနှစ်ဆင့်သုံးဆင့်လောက်ဖြစ်သွားတဲ့ခါကျတော့နည်းနည်းလေးရှုပ်ချက်ခတ်သွားတာပေါ့အဲ့လိုအကိစ္စလေးတွေတော့ရှိတယ်ဗျဟုတ်